နေရခြင်းအားပျော်ရွှင်ခြင်းထက်ပိုကြီးမြတ်ပါတယ်။ဘဝဆိုတာပျော်နေတဲ့အချိန်တွေနဲ့ပြည့်နှက်နေတဲ့အရာမဟုတ်ပါဘူး။တကယ်တော့နေပျော်တဲ့ဘဝဆိုတာမရှိပါဘူး။ရှိတာကတော့နေရအောင်နေရင်းနဲ့အသားကျသွားတဲ့ဘဝဖြစ်ပါတယ်။တခါတလေဒံယာရီကငါ့ကိုဘ ഹു တုဒအတ္တတွေဖြစ်ပြောင်းလဲပေးတတ်တယ်။တနေ့မှဘဝကခဏသာတည်ရနေဆိုတာနားလည်လာတဲ့အခါမှာပူပင်းတဲ့အရာတွေထက်အေးချမ်းစင်တန်မှုပူနားလည်လာတတ်တယ်။ ဘဝသင်ကန်းစာတွေပေးရတယ်လို့လူတွေလည်းသင်ကန်းစာဖြစ်နိုင်ပါတယ်။အဲ့ဒီသင်ကန်းစာတွေကြောင့်ပဲငါတယောက်ဘသူ့အချိန်ပေးရမလဲ။ဘသူနဲ့ရှောင်ဖို့ကောင်းမလဲဆိုတာဖြည်းဖြည်းမြင့်မြင့်သိလာတတ်ပါတယ်။နေရတဲ့နေရင်မကောင်းတဲ့သူကသူ့ဘက်ကပဲအကြောင်းရင်းနဲ့ထွက်သွားပါတယ်။အဲ့ဒါကြောင့်ပဲလူတွေနဲ့နေဖို့တော့ကိုပြောင်းစရာမလိုပါဘူး။ကိုကောင်းအောင်နေရင်ဖြစ်မဲ့သူကဖြစ်သွားတာပါပဲ။လောကကြီးမှာမျက်နှာဖုံးနဲ့နေတဲ့သူတွေများတယ်။ တကယ်မှန်တဲ့တံမိုးမျက်နှာဘုံးနဲ့မတတ်မနိုင်တယ်လို့လူတယောက်ရဲ့ကိုကျင်းသိခါလည်းသူ့ရဲ့လုံရက်နဲ့ပဲတက်တည်ပြရတာပါဘယ်သူပဲပါပဲလုံလုံကိုလုံရက်တွေကတံမိုးရှိဖို့သိခါရှိဖို့လိုပါတယ်ဘဝင်းကျင်အားပြောင်းလဲနေမယ်လူရရဲ့မြင်အားကွဲပြားနေမယ်ဒါပေမဲ့ကိုရိုင်းကတော့ပြောင်းနေရမဟုတ်ပါဘူးနေနိုင်တာပဲဆိုတဲ့အခြေအနေတကူမှာတန်တန်မာမာ ရှင်သန်မှုလိုပါတယ်အဲ့ဒီကောင်မှာနေရခြင်းဆိုတာပျော်ရွှင်ခြင်းထက်ပိုပြီးတော့ကြီးမြတ်သွားတာပါ ဟုတ်ကဲ့ပါအခုလိုမျိုးဗဟုသုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျွန်မတို့ Mental Power Page နေကိုလည်း Like and Share လေးလုပ်ထားပေးကြပါအောင်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။